ညမင်းလေးစီမှာအစုခံရတာကိုဂုံယူစရာအဖြစ်နဲ့မီဒီယာတွေနဲ့အတူတိုင်းပြည်ပြည်သူကြောညာခဲ့တဲ့ဖြူဖြူထွေးအမေယုံနဲ့သူရိမင်းခန့်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ပရိသတ်တွေတည်တဲ့အတိုင်းပဲသူရိမင်းခန့်ဆိုတာကိုရီးယားမင်းသားလီမင်ဟိုနဲ့တူတယ်ထိုင်းမင်းသားမာရီယိုမော်ရယ်နဲ့တူတယ်ဆိုတဲ့ဇာတ်ကားတွေကြောင့်နာမည်ကြီးလာတဲ့သူပါဒါအပြင်သူ့ရဲ့ပုံစံကလူရှင်တော်မင်းသမီးဖြူဖြူထွေးရဲ့မိခင်အရင်နဲ့ရုပ်ချင်းခွဲမရအောင်တူနေတဲ့အတွက် ရွှေပြည်ထွေးအမေရုံးဆိုတဲ့နင်းနှင်းကိုပါရရှိထားတဲ့သူဖြစ်ပါတယ်။သူကအနုပညာအရေးချင်းထက်အတန်းရှင်းရဖို့ကိုသာဦးစားပေးတဲ့ရွှေကျိုးဘဝကနေဆိုရှယ်မီဒီယာရဲ့မိမောင်းထိုးခံရသူဖြစ်ပါတယ်။ဒီလိုပွဲဆောင်ဆရာကြီးဟာလွန်ခဲ့တဲ့ကာလတွေတုန်းကတကယ်ကိုပြင်းထန်တဲ့ပြဿနာတစ်ခုဖန်တီးခဲ့ပူပါတယ်။ဒါကတော့နာမည်ကြီးဒါရိုက်တာညိုမင်းလင်ကိုရွှေကျိုးပြိုင်ပွဲမှာသူ့ကိုနေရာပေးဖို့အတွက်သိန်း80လက်စားတယ်လို့လူသိရှင်ကြားဆွဆွဲခဲ့တာပါပဲ။ဒီဆွဆွဲချက်ကဒါရိုက်တာညိုမင်းလင်ရဲ့အကုန်သိခါကိုအပြင်းထန်ထိခိုက်စေခဲ့ပါတယ်။ နောက်ဆုံးမှာတော့သူရိမင်ခဲဟာဒီဆွဆွဲချက်တွေမာရင်ချောင်းဝင်ခံပြီးတော့လူမှုကွန်ရက်ပေါ်မှာဒါရိုက်တာညိုမင်းလင်ကိုခြေတလုံးဖက်ပြီးတော့တောင်းပန်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒီလိုမျိုးနာမည်ကြီးဒါရိုက်တာကိုဆွဆွဲပြီးမှနောက်တစ်ခါဘယ်တော့မှအနုပညာနယ်ပယ်မှာဝင်မလာရဲတော့ဘူးလို့အလုံးကထင်ခဲ့ကြတာပါ။ဒါပေမဲ့သူရိမင်ခဲကအခုတော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။သူကအရင်ကတောင်းပန်ခဲ့ရတဲ့ဒါရိုက်တာညိုမင်းလင်ကဒိုင်လူကြီးလုပ်တဲ့တရုတ်ဆောင်ပြိုင်ပွဲတစ်ခုကိုမကြောက်မရွံ့လာပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုရောက်လာတာကိုမြင်တော့ဒါရိုက်တာညိုမင်းလင်ကလည်း ဲဒေါသဖြစ်ပြီးတော့ကင်မရာတွေရှိလူအများကြားမှာပဲပုံမှန်လင်လင်ပြောခဲ့တာက မင်းမလို့ငါမျက်နာမြင်တာတောင်လာပြန်ရဲသေးတယ်။မင်းတခုခုမှားသွားရင်ငါတို့သိခါကြမယ်။ဒါပေမဲ့လာပြန်ရဲတဲ့တတိကိုတော့ငါလေးစားတယ်ဆိုပြီးတော့ပြောခဲ့ရပါ။ဒါရိုက်တာညိုမင်းလင်ရဲ့စကားကြမ်းကြမ်းနဲ့အရှက်ခွေးလိုက်တာမျိုးလို့ထင်ရပေမဲ့သူရိမင်းခိုင်ကတော့ဒီလိုမျိုးလူသိရှင်ကြားအစုခံရခြင်းကိုဂုံယူစရာတခုလို့သဘောထားပြီးတော့ပြန်လည်ကြောညာခဲ့ပါတယ်။သူရိမင်းခိုင်ရဲ့ညံကဒီမှာအလုံးလုံးသွားတာပါပဲ။သူဟာအနုပညာနဲ့နေရမရတော့ပေမဲ့အတန်ရှင်းချပြီးတော့နာမည်ကြီးအောင်လုပ်ရမယ့်နေလန်းကိုတည်ပါတယ်။လူသိရှင်ကြားအရှက် ခြင်းကိုအသုံးချပြီးနာမည်ကြီးအောင်လုပ်ခဲ့ပါတယ်။ဒါရိုက်တာညိုမင်းလီရဲ့ဒေါသတကြီးစကားကသူရိမင်းခန့်အတွက်တော့အကောင်းဆုံး free promotion ဖြစ်သွားခဲ့ပါတယ်။သူရိမင်းခန့်ကအခုလိုအရှက်ရစရာဖြစ်ခဲ့ရကိုဝန်내စိတ်တော့ဖြစ်မိခဲ့ပေမယ့်အစဉ်ပြေကြောင်းပြောဆိုရင်းနဲ့ဒီဖြစ်ရပ်ကိုမီဒီယာတွေကနေတစင်ပြန်လည်ပြီးတော့ဖြန့်ဝေစေခဲ့ပါတယ်။ဒါဟာ social media ခေတ်ရဲ့အနုပညာလောကပါပဲ။ကိုယ့်ရဲ့အရင်အချင်းကိုယ့်ရဲ့တသက်ကိုပြသရမယ့်အစားပရိပခနဲ့ဒရာမာကိုဖန်တီးနိုင်မှာနာမည်ကြီးရဆိုတဲ့အယူအဆကိုသူရိမင်းခန့်ကလက်တွေ့ကြကြသက် ေးပြသခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ social media မှာ interview တွေမှာသူရိမိခင်အကြောင်းကမမြင်ခြင်းအဆုံးဖြစ်နေရပါပရိသတ်ကြီးအနေနဲ့ရောဖြူဖြူထွေးအမေယုံနဲ့သူရိမိခင်ရဲ့ဒီလိုမျိုးအဆက်ကိုရင်ပြီးတော့ပွဲရှာမှုပေါ်မှာဘယ်လိုထင်မြင်ယူဆပါသလဲ။သူရိမိခင်ကိုရောအားပေးကြပါသလား။မိမိတို့အမြင်ကိုမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုအားပေးခဲ့တဲ့တော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။